ဇွန်လ15ရက်နေ့ယခုနေ့ရဲ့ကာလတို့သည်ဆိုးရုပ်တော့ကြောင်းကာလအချိန်ကိုရွေးနှုတ်ကြလော If a Oara sa အခန်းကြီး9အခန်းငယ်16ကျွန်တော်တို့တဦးစီသည်မိမိအချိန်ကိုစိုးပိုင်သူများဖြစ်ပါတယ်ဖျားသခင်အနေဖြင့်အဆုံးမရှိတန်တရာ ကာလတွင်အချိန်ဟူသည့်ကန့်သက်ချက်တစ်ခုပေးအပ်ထားပါတယ်ဤတမိုးရှိသောအခွင့်အရေးသည်ကျွန်တော်တို့၏အခွင့်အရေးဖြစ်တဲ့ကဲ့သို့ ဘုရားသခင်၏နာမတော်အတွက် ဖြစ်လေသည်ကျွန်တော်တို့အနေဖြင့်တန်ဖိုးရှိစွာစနစ်တကျအသုံးပြုနိုင်ခြင်းသည် အနန္တတကုရှင်ဘုရားသခင်၏လက်တော်ဖြင့်ထာဝရအသက်တာအတွက်ပြင်ဆင်ပေးခြင်းဖြစ်ပါသည်ဟင်ဒီတိုရီကထာဝရကာလကိုမထိခိုက်စေဘဲအချိန်ဖြုံးလို့မရပါဘူးဆိုတဲ့ကဲ့သို့ခါလီကထာဝရအသက်တာအတွက်ရည်မှန်းချက်မရှိရင်အချိန်ကိုအသုံးမချနိုင်ပါဘူးဘဝဆိုတာတစ်ခါပဲရှိရာ သခင်ယေရှုအတွက်အသက်ရှင်တဲ့ခြင်းဟာရေရှည်ခံမှာဖြစ်ပါတယ်ဟုအတိပေးလေသည်ထို့ကြောင့်မိမိတို့ယုံကြည်စွာဖြင့်အနန္တထားသောအချိန်ကိုဉာဏ်ရှိရှိအသုံးချမည်ဆိုပါကသာရအသက်တာအတွက်အကျိုးမြတ်ဝေစုရရှိမည်ဖြစ်ပါတယ်ယနေ့အတွက်ဆုတောင်းချက်နောက်နေ့တဲ့အချိန်ကြောင့်အချိန်တွေဟာအလဟသကုံစီတာကြောင့်အဲ့ဒီအချိန်ကိုဖယ်ရှားပေးပြီးသာရအသက်နဲ့ဆိုင်တဲ့ကိစ္စရပ်တွေလောက်ကန်နိုင်မှုအချိန်တွေကိုစနစ်တကျတုံးတက်ဖို့ လမ်းပြတော်မူပါဘုရားသခင်အာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါခင်ဗျာမင်းအဖြစ်မှာလည်းတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဝင်ဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပြီးဖို့လည်းမြစ်တိုင်ရဲ့ခံလိုပါတယ်အားလုံးကိုယေရှုအထူးပဲတင်ရှိပါတယ်နောက်ရက်တွင်မှပြန်တွေ့ပါအောင်ခင်ဗျာ